ကစားသမားပေါ်ကတွင်ကို950ပြည့်မြောက်သွားတဲ့ခရစ်စတီယာနိုရော်နယ်ဒိုအဲနာစာအသင်းကောင်းဆောင် ခရစ်စတီယာနိုရော်နယ်ဒိုကအဲဟာဇင်ကို290နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ88မိနစ်မှာပဲအသင်းအတွက်ဒုတိယဂိုးကိုတွင်ယူပြီးနောက်ကစားသမားပေါ်ကတွင်ကို950ပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်၎င်းကကစားသမားတက်တန်တဲ့ရှောက်စပိုတင်းလစ်ဘွန်အတွက်9ဂိုးမန်ချက်စတာယူနိုက်တက်အတွက်145ဂိုးနဲ့ရီယယ်မက်ဒရစ်အတွက်ဂိုးပေါင်း450ဂျူဗင်တက်စ်အတွက် 102ခုအနာစာအတွက်106ခုပေါ်တူဂီလက်ရေးစင်အသင်းအတွက်143ခုတွင်းယူထားတာလည်းဖြစ်ပါတယ်အမျိုးသားဘောလုံးသမိုင်းမှာဂိုးအများဆုံးဖြစ်ရက်တည်နေတဲ့ခရစ်စတီယာနိုရိုနယ်ဒိုနောက်မှာမက်ဆီက892ခုပီလီက862ခုရိုမာရီယိုက956ခုပို့စကတ်က929 925ခုနဲ့အသီးသီးရှိနေတာလည်းဖြစ်ပါတယ်ခရစ်စတီယာနိုရိုနယ်ဒိုအနေနဲ့ခုရာသီ sorry league မှာ69သွင်းထားပြီးတော့ ပြိုင်ပွဲစုံမှာတော့9ခုရှိနေပါတယ်။၎င်းဖို့9000အိမ်မက်အတွက်950တိတိတာလိုအပ်တော့တာလည်းဖြစ်တယ်။ခရစ္စတီယာနိုရော်နယ်ဒိုကအသင်းနိုင်ပွဲအတွက်ကူညီရလို့ကူညီရလို့ ਨੇ 950ပြည့်မြောက်လို့ပြောရှင်မိပါတယ်။နောက်ထပ်9တွေလည်းအမြဲတမ်းစာလောင်နေပါတယ်လို့ပြောကြခဲ့ပါတယ်။